အချစ်အမုံအလွန်အဆွေဒီခံစားမှုတွေနဲ့မကင်းနိုင်တဲ့ကျမတို့အားလုံးမှာဆက်လန်းကိုစီရှိကြပါတယ်။ဂျာရီကိုအသက်သွင်းလိုက်တဲ့အခါဖြစ်ပေါ်လာတာကရေဒီယိုဒရာမာဒရာမာ brought to you by MI Radio အခုကတော့ Radio Zealand နားဆင်ရမယ့်အချိန်လေးဖြစ်ပါတယ်။ဒီတစ်ပတ် Radio Drama ကနေစာရေးသူ Grace ရေးသားထားတဲ့ Right Person လို့အမည်ရတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နားဆင်ခံစားကြည့်ပါအောင်ရှင်။ Radio Drama ဟဲ့မင်းထွက်ခဲ့တယ်။ငါပြောနေ။အခုထွက်ခဲ့။မင်းယောက်ျားမဟုတ်လား။အခုထွက်ခဲ့တာကွာ။ င်ငါဒေါတော့လာစွရနေရလားမထွက်ဘူးမထွက်ဘူးထွက်လိုက်အပါကျွန်တော်ရိုက်မှာမထွက်ဘူးအေးမင်းထွက်မလားငါအခန်းထဲကရိုက်ချိုးပြီးဝင်လာပါနော်ကြောက်ပါပြီအပါတောင်းတောင်းမှမာရဲမဝင်လာပါနဲ့တောင်းမှမာရဲဟဲ့ဆောင်းကြီးမင်းမထသေးဘူးလားဘယ်ချိန်ရှိနေပြီလဲဟမ်ဟောအေးအေးအေးဟဲ့ဆောင်းမင်းဘာဖြစ်နေရလဲအိမ်မစိုးမနေပြန်ပြီလား ငါဘာမှဖြစ်ပါဘူးကွာမင်းလမ်းလျှောက်ထွားပြီးပြန်လာတာလားအေးဟုတ်တယ်ငါအခုပဲပြန်ရောက်တယ်မင်းအခုဒီအိတ်အိမ်မှာမတ်နေတော့မဲလားအချိန်နေအောင်တော်တော်ကြာနေပြီနော်အေးလို့ထားလိုက်ပါတော့ကွာဒါနဲ့ဟိုကလမ်းထက်ကရှမ်းကောက်ဆွဲဆိုင်ဖွင့်လားအမင်းတွေးခဲ့လားငါဒီနေ့ခောက်ဆွဲဝဲစားတော့မယ်ကွာအေးစောနာငါကြည့်ခဲ့ရတော့ဖွင့်နေကွာမင်းသွားစားရင်ငါ့ကိုစောက်အောင်နော်ငါရေသွားချိုးလိုက်အောင်မယ်အေးအေးမင်းတိတ်မကြမ်းနဲ့နော်ငါဘိုက်စာနေပြီဒီမှာ မျက်နှာသစ်သွားတိုက်ပြီးသွားတော့မှာအေးပါမကြပါဘူးမင်းရလေအမလေးငါညမစစ်စစ်ရငါ့ကိုဖုန်းနဲ့ပါရဆက်လို့ပါလားဟယ်လိုပြောပါကိစ္စကိစ္စရှိလို့ဆက်တာပဲဟိနေနေစိတ်ရေးထားနော်စိတ်ရေးထားဘာလဲပြောစရာရှိတာပြောစမ်းပါစစ်စစ်ရေလူရင်းကိုမရောက်နိုင်ဘူးနေရလေအေးပါဟဲ့ဟိုနေနေရဲ့အဝဲ အကိုလေဟိုကိုစောဆဲထူးအဲ့မင်္ဂလာဆောင်တော့မယ်တဲ့ဒီနေ့ပဲမိမသွားတောင်းနေဟမ်သူ့မိမကလေငါတို့ရွာထဲကဖိုးမှုတို့ရဲ့အမလေဟိုငါငါနာမည်မေ့နေတယ်ဟိုဘယ်လိုပဲဖြစ်ဖြစ်သူ့မင်္ဂလာဆောင်တော့မယ်အဲ့နှင်းလန့်ပြောတာအော်ဟလာအေးအဲ့ဒါနှင်းပြန်လာမလားငါတို့ရွာမှာစောင်းမယ်ထင်တယ်အေးဘောဟာတရော်ရဲသားယူမတော့ငါတို့ရွာမှာပဲစောင်းမှာဘောလို့အေးဟုတ်တာနော်ဟိုနှင်းပြန်မလာတော့ဘူးလားလို့ငါမေးတာဖြစ်အောင်လေအမ် မသိသေးပါဘူးဟာနင်အပေါ့အခုဒီစိတ်ဆိုးတာမပြေသေးဘူးလားကြားနေပြီကိုဖြေပေးလိုက်တော့နော်ငါပြေပါပြီဟာဒီတိုင်းပြန်မလာခြင်းသေးလို့ပြီးတော့ဒီတစ်ပတ်တည်းစာမွေးလေးရှိသေးတယ်ဟာနင်ကလေအေးဟာပြီးရပါပဲဟိုငါဖုန်းချလိုက်တော့မယ်ဘေးလဲကုန်တော့မယ်ဘေးကအလကားမရဘူးအေးပါအေးပါဒါပဲဟောစစ်စစ်လောက်တာနဲ့မင်္ဂလာပွဲရဘေးနေလေးဆိုတာတော့မမေးလိုက်ရအောင်ကျွန်တော်နဲ့လည်းမဆိုင်တော့ဘူးထင်ပါတယ်ဟုတ်ပါတယ် တကယ်လည်းမဆိုင်ပါဘူးအရင်ကလည်းမဆိုင်ဘူးခုဆိုပိုလို့တော့မဆိုင်သေးဘူးသူကြောင့်လည်းကျွန်တော်အချိန်တွေအများကြီးကုန်ခဲ့ပြီပြီကျွန်တော်မျက်ရည်တွေလည်းကုန်ခဲ့ပြီပြီနောင်တတွေလည်းရခဲ့ပြီပြီအဝဲ ဒီနေ့ကမင်းအတွက်နောက်ဆုံးမျက်ရည်ကျခြင်းနဲ့မင်းချောင်နောက်ဆုံးတွေးခြင်းပဲအဝေးဒီတစ်ခွက်လည်းနောက်ဆုံးတောက်တာပဲစောညီစိတ်နဲ့ကိုယ်နဲ့ကပ်စံပါလို့ရတောက်တော့ဘုံအသွင်းကျိုးလဲတော်ဝင်မယ်ဆိုပြီး ထွက်လာခဲ့တာပဲထေကြရဲဒီကောင်လုံးကကိုစိတ်ပူနေတော့မှာဟေးဆိုမေးပါလို့ကြာနေရလဲ အသင်းယူများရှာများလို့လားဟယ်လိုအေးရတာငါကဘာရဖြစ်နေလဲမသိဘူးကွာငါကောင်းကိုတရားရောက်ထုထားသလိုမျိုးကြီးငါရမ်းမှုနေကွာ မျက်လုံးတွေလည်းဘာမှမမြင်ရအောင်ခုံလုံးကဝါဒတာကြီးနဲ့ငါ့ကိုကယ်ပါအောင်ကွာဟေးဟာအစောရအစောမင်းအခုဘာမှလဲအစောအာကောင်းနေရာလေးကိုက်လိုက်တာ ဖုံငါဖုံဘာမှလဲဟင်မွေးရည်ရလဲကျေလိုက်တာငါတည်ရင်လည်းမဟုတ်ပါလားဟာကွာဘာမှလဲစဉ်းစားလို့မရအောင်ငါငါဘယ်ရောက်နေရလဲငါဘယ်ရောက်နေရလဲအမလေးဘာကောင်လဲရတာဟေးဘရိတ်ဒီလိုလားလာခဲ့လာခဲ့ဖေးစီကိုလာခဲ့ဟွာကျွန်တော်ဘယ်ရောက်နေရလဲဗျာ ီးတော့ဒီနေရာဘယ်နေရာလဲအာမနေ့ကမင်းအမူးလွန်သွားတယ်တူရယ်အထားပါတော့ဟိုမင်းအိမ်ဘယ်မှာလဲငါပြန်လိုက်ပို့ပေးမယ်အာရပါတယ်ဗျာကျွန်တော်ဟိုဟာကို့ဘာသာပဲပြန်လိုက်ပါမယ်อืมအဲ့ဒါလေကောင်းတာပဲဒါနဲ့မင်းကို့ဘာသာကိုရောပြန်နိုင်ရဲ့လားအာရပါတယ်ဟိုဟာပြန်နိုင်ပါတယ်ဒါနဲ့လေဟိုဟာဟိုကျွန်တော်ဖုံးလေးရောတွေးမိသေးလားဟိုဟာလေကာပါအနဲ့ရောင်လေးနဲ့อืมတွေးပါတွေးပါနော်အာသွင်းပေးကြတယ်ဟိုမှာဟိုဘက်မှာဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဟာဒါဖြင့်ကျေးဇူးပါနော် ဩရပါတယ်ဘာကြည့်နေရလဲမိမပြောစရာချမ်းသေးလို့လားအတန်ကသူ့ရဲ့အခန်းမှာအကြာကြီးမနေစေခြင်းနဲ့ပုံပေါ်နေတဲ့အတွက်ကျွန်တော်လေးရှက်လေးရှက်အားလေးနာပြီးတော့သူ့တော်နှုတ်မဆက်နိုင်မင်းနဲ့အခန်းထဲကထွက်လာခဲ့ပါတယ်ကိုကိုကိုဘယ်သူလဲဆိုတာလဲမိမဆက်ပေးမိသူ့နာမည်လည်းမမေးမိဘူးပေါ့ဗျာဟွာလူတွေပြောပြောနေကြသလိုအပိုင်းတစ်ဇက်သိမ့်ပေါ့ဒီလိုနဲ့ကျွန်တော်ဖုန်ဖွင့်ကြည့်လိုက်တော့ရတာရဲ့ miss call တွေက100နဲ့မှရှစ်ခါတောင်ဗျာ သူ့ကိုဖုံးပြန်ဆပ်ဖို့လုပ်နေတော့သူ့စီကနေဖုံးဝင်လာပါတော့တယ်။ဟဲ့အောင်စောဟာကွာမင်းအခုဘာမှလဲဘယ်ရောက်နေရလဲမင်းညဖုံးပြောတာအဆုံးထိလည်းပြောမတော့ဘူး။ငါမင်းရလည်းမဖြစ်ဘူး။အခုဘာမှလဲငါလာခေါ်မယ်။အေးအေးပါကွာမင်းရလည်းဖြည်းဖြည်းပြောစမ်းပါ။ငါတက်ရှိပါသေးတယ်။မင်းငါအခုက location share လိုက်မယ်လေမင်းလာခေါ်မယ်မလား။အေးပါကွာအစောမင်းတွေ့မယ်။ စောမင်းကောအရင်နှစ်ဘက်ကဖြစ်ခဲ့တဲ့ကိစ္စမပြောတော့ဘူးလားမင်းကလေကွာအခန်းရှင်းနေနေရုတ်တရက်ကြီးအေးမင်းမေးတော့လေငါပြောရတာပေါ့အေးပြောတခုမှမရှုံနဲ့အေးလို့အိနေညာကွာဟွာငါညမဖုံးဆက်လာတာကိုစောစေးတူအိမ်တော်ပြုတ်လိုက်ပြီတဲ့အဲ့ဒါလမ်းပြောတာဟာမင်းအခုထိသူ့ကိုမမေ့သေးဘူးလားအဲ့လိုတော့လေမဟုတ်ပါဘူး and ဒီတစ်ခေါက်ကပြီးတိုင်ကွာငါစိတ်ထဲငါအတွေ့တွေငါကဘာတွေကနေထုတ်လိုက်တာမင်းမြင်တဲ့အတိုင်းပဲခုငါတော်တော်လေးအဆင်ပြေနေပြီပြီးတော့ငါစိတ်ထဲထားနာရတဲ့အရာတခုကိုလွတ်ချလိုက်ရတယ်လို့မျိုးကွာတကယ်ကိုပေါက်ပါတော့တာပဲအေးပါမင်းစီမီတော့ကြာတော့ဝမ်းတာပါလေဆက်ပြောပါအောင်ဒါနဲ့တညလုံးပြန်မလာတဲ့အကြောင်းရင်းနေအမ်မဟုတ်ပါဘူးကွာမင်းကလေဟိုကဗါတဲ့ငါအမူးလုံတော့လေဆိုင်ရဝန်ထဲကငါ့ကိုအဲ့ဒါခေါ်တော့တာ ော်သေးတာပေါ့ဟိုသူတဘောကောင်းလို့မဟုတ်ရင်ငါလမ်းမေးမှာအိတ်နေရပြီဟာဒီခေကြီးထဲမှာအဲ့လိုတဘောသားကြီးရဝင်နေရှိလို့လားကွာဒဇိန်တယောက်ကိုအိမ်ပေါ်ခေါ်တဲ့ ठी တယ်ရတာလည်းရှိပါတယ်မင်းမကြုံဘူးလို့ပါအေးကွာပြီးရပဲဒါပေမဲ့နောက်တစ်ခါမေးပေတော့ငါ့ကိုတော့ပြောကွာဟုတ်ပြီလားဆောအေးလို့နောက်တစ်ခါပြောမယ်လေနော်တနေ့ဟိုရတာငါတို့ဟိုကော်ဖီဆိုင်သွားကြမလားငါကော်ဖီတောက်ချင်လို့အေးအေးဒါလေးရှင်းပြီးရင်သွားကြပါဗောဘယ်ဆိုင်သွားမို့လဲငါဆိုင်ဒီဆိုင်တွေ့ထားတယ် ပြီးတော့ငါတို့ဒီနေရာနဲ့လေတိတ်မဝဲဘူးကွာပြီးတော့အဲ့ဆရာလူငယ်တွေဖွင့်လာတာကွာတဘာဝပတ်ဝန်းကျင်ကိုကာကွယ်တဲ့ပစ္စည်းတွေလည်းရောင်းချပေးရတဲ့အဲ့ဒါမင်းစိတ်ဝင်စားဘူးလားအေးပါကွာသွားရမယ်သွားရမယ်ဟုတ်ပြီလားဆိုင်ပြင်ဆင်ရရှေ့ကြပြီမဲ့တော်တော်လာတယ်နော်အေးကွာ နေရံမှာလည်းပကြီကားရည်နဲ့စောင်းစိန်လည်းရှိရဲကွာမိုက်ဒီအကိုတို့ဘာမအောင်လဲဗျရသမင်းဘာတော့မလဲတေဇဗျာကိုဆိုင်တော်ဟိုကိုကြီးအစောမင်းသူ့ကိုတီးလို့လားအာဟိုမတီးပါဘူးတခါဆုံမှုလားဩအကိုဒီဝါအတောင်ဝင်ယူလိုက်မယ်တေဇဟိုဘက်ဝါဘွားပေးလိုက်နော်ဟောဟုတ်ကိုဆိုင်တော်မာရလေးရပါပြီဗျဟုတ်ကဲ့ကျေးဇူးပါ ွာလေးကိုဟိုထရိုင်လက်ကဘာနာမှလည်းမသိဘူးနော်။အော်ဟုတ်ကဲ့ဒီလမ်းမှာဟိုကျွန်တော်လိုက်ဖို့ပေးပါမယ်ဗျ။ဟွန်းမသိကြအောင်ဆောင်းနေလူကြီး။နောက်ကနေသူ့ကြောပြင်းကိုကြည့်ရတာနဲ့တော်တော်အမြင်ကက်เสียကောင်းနေပြီ။စိတ်တူလိုက်တာနော်။ငါလာတဲ့ကော်ဖီဆိုင်ကလေတိုက်တိုက်ဆိုင်သူ့ဆိုင်နေလား။ရောက်ပြီအစောလေး ကျွန်တော်နာမည်ဘလို့သိရလဲဗျ။ဩဟိုနေ့ကမင်းငါအိမ်မှာမင်းရဲ့အပေါ်တယ်လေးကြံခဲ့ရလေ။အဲ့ဒါငါပြန်ပေးခြင်းလို့အဲ့ဒါမင်းငါကိုမင်းရဲ့ဖုန်းနံပါတ်လေးပေးခဲ့လို့ရမလား။ဘလို့တော့ခလေးဆန်နဲ့အကွက်တွေရွှေ့နေရလဲဗျ။ဩဟုတ်ကဲ့။ဟာဒီနံပါတ်ကိုဆက်လိုက်လို့ရပါတယ်ဗျ။ဖုန်းနံပါတ်ပေးပြီးကျွန်တော်ထွက်လာပြီးရဲ့နောက်ပြကျွန်တော်ရဲ့ရင်ခုန်တံတွေကရောအလူပွဲမှာပွင့်တဲ့စားပောက်တွေလိုပဲကြေလောင်လို့နေပါတော့တယ် သူကတော့ဘလူပုံစံမျိုးနဲ့ကြံခဲ့လေတော့ကျွန်တော်မသိဘူးဗျာအစောအားမင်းတော့အားလည်းကြာလိုက်တာငါတော့ဒီမှာကော်ဖီကုံတော့မယ်အေးအေးအေးအစောမင်းပစ္စည်းဝယ်မယ်ဆိုအေးဟုတ်သားမင်းကိုကြည့်ရကွာဒီနေ့စိတ်နဲ့ညူနဲ့တိတ်မကတ်တယ်လို့ပဲမမဟုတ်ပါဘူးကွာမင်းကလေဟာငါတော့ဒီ eco print တပတ်လေးကိုတဘောကြတယ်သူသုံးထားတဲ့တည့်ရက်တွေကပန်းနေရလှတယ်ကွာတဘာဝဆန်တယ်ဟောဒီဇိုင်းလေးနဲ့တပုံရပြီးပါလား ဖုံးပေးလေအကိုရိုက်ပေးမယ်လေသွားဟွာမင်းလည်းမင်းသိငယ်ချင်းနဲ့အတူတူရိုက်လေအာရပါတယ်အကိုကျေးဇူးပါဩရပါတယ်ကျွန်တော်ဆိုင်အောင်လာတဲ့ customer တွေကိုကျွန်တော်အဲ့ဝတ်ကြည့်ခြင်းလို့ပါဗျသူဆိုင်လာတဲ့ customer တိုင်းကိုဒီလိုပဲအဲ့ဝတ်ကြည့်နေကြလားဟွန်းပြေးပါမင်းဖုန်းအဲဟုတ်ဟုတ်ကိုကျေးဇူးပါဗျဩဝါခဏခဏနော်ဟိုအကိုဖုန်းလေးနဲ့လည်းရိုက်လိုက်အောင်မယ် ဗျာဗျာဩတမျိုးမတွေးပါနဲ့ဟိုကျွန်တော်ဆိုင်ရဲ့ page လေးမှာတင်ကျင်လို့ပါဗျအာအကိုကလည်းတင်မယ်ဆိုခွင့်မိချက်အရင်တောင်းအောင်ပါဗောဒါလူချင်းဝယ်ပဲလीဩဟုတ်ဟုတ် sorry ပါဗျာဟိုဒါဆိုကျွန်တော်အခုခွင့်ပြချက်တောင်းမယ်နော်အကိုညီလေးတို့ဓာတ်ပုံလေးရိုက်လို့ရမလားနော်အကိုရဲ့ဆိုင် page လေးမှာတင်ကျင်လို့ပါရပါတယ်ဗျာဆိုမအားပြန်အောင်လीငါ project တခုလုပ်เสียရှိနေတယ်ငါအဖွဲ့နဲ့ချိန်းထားတာဟလား အေးပေါ့လေဒါဆိုလေးပြန်ကြရပေါ့ပြန်ဖို့သာပြောလိုက်ရပါမယ်ကျွန်တော်ကတော့ဒီနေရာမှာဆက်ပြီးတော့နေချင်နေမိတာပါဖြစ်နိုင်တသက်လုံးတော့နေလိုက်ချင်သေးတယ်အော်ဒီမှာခင်ဗျာဩဟုတ်ကဲ့ဘာလို့လို့လဲဗျအော်ကျွန်တော်တို့ပြန်တော့မှာမလို့ပတ်စံရှင်းမလို့ဗျဩပေးစရာမလိုပါဘူးဒီနေ့ကျွန်တော်ဆိုင်ရဲ့ model အဖြစ်လုပ်ပြီးလို့ကျေးဇူးတင်တဲ့အနေနဲ့ကျွန်တော်ကဝယ်ကျွေးရလို့ပဲမှတ်လိုက်ပါဩဒါဆိုလေကျေးဇူးပဲဗျာလာအစောတော့ဒီလိုနဲ့ရတာကျွန်တော်လက်ကိုဆွဲပြီးတော့ဆိုင်ကနေထွက်လာခဲ့တာပါ ဒီနေ့သူ့ပုံစံလေးတခုခုကိုဘဝင်မကျနေတယ်လို့ပဲဗျ။အစောမင်းအဲ့ဘဲကိုဘယ်လိုမြင်လဲ။ငါကြည့်ရတာတော့ပုံမှန်ပါပဲဘာဖြစ်လို့တော့။သူ့ကိုကြည့်ရတာကွာယောက်ျားချင်းတဘောကျတဲ့ပုံလည်းမပေါ်ပါဘူး။ငါထင်တာက play wine ပါ။မင်းသူ့နဲ့ဝေးနေနော်။အေးအေးပါကွာ။လာလာလာပြန်ကြမယ်။ ဒီလိုနဲ့ယာတာကသူ့အလုံးနဲ့သူရှုပ်နေတဲ့အတွက်ဒီတပတ်လုံးကျွန်တော်တို့တိတ်မတွေ့ဖြစ်ကြပါဘူးယာတာညနေမှပြန်လာပြီးတော့မှသူပြန်လာတဲ့အချိန်မှလည်းကျွန်တော်ကအိတ်နေနေပြီလေဒါကြောင့်ကိုဆိုင်းနောက်နဲ့စာပြန်လန်ပို့ပြီးရင်းနှီးသွားတာကိုလည်းကျွန်တော်ယာတာကိုတကူးတကမပြောဖြစ်ခဲ့ပါဘူးဒီနေ့ကျွန်တော်ကိုဆိုင်းနောက်နဲ့ချိန်ထားတာကိုပေါ့အစောမင်းမထနေဘူးလားငါတို့ဖျားသွားမလို့မင်းမလိုက်ဘူးလားဟမ်ငါမလိုက်တော့ဘူးယာတာရဲ့အေးအေးအဲ့ဒါဆိုရင်ငါသွားတော့မယ် ဟိုကောင်နေနဲ့ချိန်ထားပြီးတော့မို့အေးအေးအေးဆိုင်ကယ်ကြီးဆိုင်မအောင်နော်โอเคပါတွားပြီစောရေမော်နင်းစောကိုမင်းကိုလာကြမယ်နော်စောင့်နေနော်ဟုတ်တနေ့ဟွာအခုမေးရအောင်မေးအင်းညာကိုကျွန်တော်ဘယ်လိုတွေးခဲ့ရလဲ။ဩအစိုးလေးကမေးလို့တော်သေးတာဗော။ဩ ခင်မင်းလာပြီဆိုတော့လေမေးရေးသွားတာပေါ့ဗျာအစားတော့ကျွန်တော်လည်းဘယ်မေးရေးမလဲလို့ဟုတ်ပါပြီအညာကိုတငယ်ချင်းမွေးနေလေအဲ့ဒါမင်းတောက်တဲ့ဆိုင်မှာပဲကိုကမွေးနေပွဲကိုနည်းနည်းလေးနောက်ကျပြီးမှရောက်လာတာအဲကိုတို့ဘေးချင်းကဝိုင်းရဖြူဖြူပိန်ပိန်တေးသေးကောင်းလေးရှယ်မူးပြီးတော့ကွာတယောက်တည်းငိုနေတာအကိုလည်းဆိုင်ထဲဝင်ကလေးကသူ့ကိုထင်းထင်းတွေ့ရတော့တာပဲဟာကိုကလေအဲ့တညာပဲကျွန်တော်တောက်ဘူးလား ဦးရိုင်းမို့ထင်တယ်မူးလိုက်တာလည်းဘာမှမသိတော့ဘူးอืมဖြစ်ရမင်းကတော့ဒါနဲ့ပြောပါအောင်ကိုရကျွန်တော်တကယ်ဘာမှမမှီတာဟိုမင်းနဲ့ကိုနဲ့送ခဲ့တာတော့ toilet ထဲမှာပဲတကားဖွင့်ပေးငါအေဂျင့်နေပြီမြန်မြန်ဖွင့်ပေးလို့တကားဖွင့်ပေးလို့ညီညီမင်းမူးနေပြီကွာဒီနေရာအိတ်ခဲမဟုတ်ဘူးငါအေဂျင့်ပြီငါကောင်းတဲ့ကောင်းတဲ့ကိုက်နေပြီညီညီအဖို့ပါလားဟိုအကိုအကိုလိုက်ပို့ပေးရမလား ဟာကျွန်တော်တငယ်ချင်းလာခေါ်မှာအာဒီမှာအိတ်လို့မရပါဘူးဆိုကွာညီဒါအိမ်သားကြီးလို့ဟာလ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 ာအကိုတွေ့တာဩမင်းကိုဘလို့လောက်ရပါမလဲကွာညီဘာမရိုက်ပါနဲ့ဘာစောချောက်တယ်ဘယ်လိုက်ဖို့ပေးရမလဲပြောအောင်လေမရိုက်ပါနဲ့ဘာအာဒုက္ခပါပဲကွာကောင်းလေးကပြောလေပြောကျွန်တော်လည်းဖတ်ထားပါတယ်ထူးထူးဆန်းဆန်း သူ့ရဲ့ထွေးပွေးမှုကကျွန်တော်အတွက်တက်တောင့်တတ်တာဖြစ်နေပါတယ်။ဟေးဟဲ့ကောင်လေးမင်းဘာလုပ်တာလဲဒါစောတောင်းမှတ်ပါရဲ့နော်စောမထားခဲ့ပါနဲ့စောတကယ်တောင်းမှတ်ပါရဲ့ကောင်လေးကိုမျက်ရည်တွေနဲ့တွေ့ရတော့ကျွန်တော်ပါလိုက်ပြီးတော့ဝမ်းနည်းလာသလိုလိုပါ။ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကိုတော့ကျွန်တော်အဖြေရှာမရပါဘူး။ဒီပုံစံတိုင်းဆိုရင်တော့ကောင်လေးကိုကျွန်တော်အိမ်ခေါ်သွားရုံပြင် မရှိတော့ပါဘူးကျွန်တော်တငယ်ချင်းတွေကိုသွားနှုတ်ဆက်လိုက်ပြီးတော့ကောင်လေးကိုတွဲခေါ်ပြီးတော့ကျွန်တော်အိမ်ကိုခေါ်လာခဲ့လိုက်တယ်အခန်းထဲကိုရောက်တဲ့အခါမှာတော့သူစငိုပါတော့တယ်ဟေးညဟဲ့ကောင်လေးမင်းဘာဖြစ်ကြလဲလို့ဘာလို့ငိုနေရလဲကွာဟိုအကိုမင်းစိတ်ထဲဘာဖြစ်နေလဲအကုန်ပြောပြလို့ရတယ်နော်ဟိုပြီးတော့ဟိုမင်းနဲ့အကိုကနောက်ဆိုတွေ့ပြတော့မှလည်းမဟုတ်ဘူး ဟိုမင်းရဲ့လှုပ်ဝှက်ချက်တွေကိုလည်းကွာငါတသလုံးတိန်းထားပါမယ်ဟုတ်ပြီလားနော်ကောင်းလေးမငိုပါနဲ့တော့ကွာအကူကယုံလို့ရလို့လားဟာယုံလို့ရတာဘောကွာကျွန်တော်ကျွန်တော်အခုသေးကွဲနေတာဗျာကျွန်တော်ကျွန်တော်ယောက်ျားလေးကိုသဘောကျမိတာမားနေလို့လားလို့อืมလူတယောက်ကိုချစ်တာချစ်တာပဲမဟုတ်ဘူးလားယောက်ျားလေးကမိန်းကလေးကိုပဲချစ်ရမယ်လို့ဘသူကပြောခဲ့တယ်လေ။อืมမင်းမမားပါဘူး။ အကိုတို့နေနေတဲ့ပဝန်းကျင်ကြီးမှားနေတာတခုခုဆိုရင်တသမတ်ထဲတတ်မှတ်လိုက်ကြတာအခုဆိုလဲဒီဟာကိုတော်တော်များများလက်ခံလာကြပါပြီကွဟိုတက်ကြန်တာဆိုတာကိုလေအဲအဲ့ဒါကိုလက်ခံလာကြပြီပြီးတော့ညီလဲသိမှာပါ prime man နေပါရီဆိုရင်လဲကွာနိုင်ငံတကာတော်တော်များများပွဲတွေအနေနဲ့လက်ခံပြီးတော့ကျင်းပနေကြတာပဲကြည်လီကွာမဟုတ်ဘူးလားဒါဆိုအကိုကလက်ခံလားလက်ခံတာပေါ့အချက်ကအချက်ပဲလေကွာ ကြားဖြစ်ခြင်းမဖြစ်ခြင်းနဲ့ပါဆိုင်လို့လေအကူကအကုန်လုံးကိုလက်ခံတယ်ဒါဆိုအိမ်ကပါဘာလို့လက်မခံတာလဲပဝင်းကြီးကဘာလို့ကျွန်တော်ကိုဆိုအဲ့လိုထူးစားတဲ့ကောင်တယောက်လိုလိုက်ဆက်ဆံနေကြရလဲကျွန်တော်လည်းလူရလူပဲလေသူများနဲ့မတူပါဘာရှိလို့လဲအကူတက်လားပါဆိုလေကျွန်တော်ကောင်ကြီးတယောက်သဘောကျရဲဆိုတာတီးနေပဲကျွန်တော်အဲ့နပေလောက်ရှိရဲ့တသားတုံနေရိုက်ဖို့လောက်တာအဲ့နေကကျွန်တော်ကြောက်တော့အခန်းထဲပုံနေတာ ပုံနေနေဗျာကျွန်းမြေကြီးလေးကြားရတယ်ရင်းတွေလည်းနာတယ်ကျွန်တော်ကသူ့မျက်နှာအိုးမေးတုံနေတာတဲ့အဲ့လိုပြောတာကျွန်တော်အေးပါအေးပါအေးပါဟိုဘာမှမဖြစ်နဲ့နော်ညီအခုရှိရနော်ညီကျွန်တော်မပြောင်းချင်ဘူးအိမ်လေးမပြောင်းရဘူးကျွန်တော်အပေါ့ရဲကြောက်တယ်ဟုတ်ပါဟုတ်ပါပြီဟုတ်ပါပြီကျွန်တော်အိမ်ပြန်မပို့နဲ့နော်နော်အေးပါအေးပါဟုတ်ပြီဟုတ်ပြီဒါနဲ့ညီမင်းအိမ်ကဘာမှလဲအေးအေးပေါင်းလောင်းမှာဟမ်ဟိုပေါင်းလောင်းဆိုတာအကိုတို့ဒီပင်လောင်းဘက်မှာမလား တောင်ကြီးနဲ့ဝေးရို့ဟုတ်တယ်ဟာကျော်အင်္ဂါထွက်လာခုဆို၃နှစ်လောက်ရှိပြီအေးအေးပါအေးပါအေးပါဟုတ်ပြီဟိုညီ့ကိုအကိုအိမ်မပြန်ဖို့ဘူးနော်ဟိုဒါနဲ့ညီအသေးခွဲတာရောအဲ့ဒါဟိုဟာကြိုက်ခဲ့ရကိုကယော်မာမျိုးသမီးတယောက်နဲ့အခုမင်္ဂလာဆောင်ဝတ်စီစဉ်နေပြီရဲ့အဲ့ကောင်းလေးကပြောပြောဆိုဆိုနဲ့ကျွန်တော်လာတိုင်းဘက်ပါတော့တယ် ကောင်းလေးစီကအရက်နဲ့နေရသင်းနေပေမဲ့လည်းကျွန်တော်အတွက်ကအဆင်ပြေနေပါတယ်ပထမအဦးဆုံးအချိန်အရက်နဲ့ကိုကျွန်တော်နှစ်သက်မိတယ်လို့ပြောရမှာလားပဲဒါနဲ့ကျွန်တော်လည်းပင်ပန်းနေရနဲ့သူ့ဘေးမှာပဲအိပ်ပျော်သွားပါတယ် ဟာဗျာအင်းညားကျွန်တော်မူးမူးနဲ့တော်တော်ဆိုးခဲ့တာပဲရှက်စရာကြီးဟိုကအကူကရောကျွန်တော်ကိုဗာလဲထူးဆန်းတဲ့လူတွေကတတ်မှတ်တာလားပြီးတော့ကျွန်တော်နဲ့တွေ့ရတာအကူအစင်ရောပြေလာအာအကူတို့ကဟိုမြေကဘာမှမထူးဆန်းမအောင်လူတွေကလူတယောက်ပဲနော်အချစ်ကိုအချစ်လိုချစ်တဲ့သူပဲအကူလည်းဟိုတစ်ချိန်ကောင်းလေးတယောက်ပေါ်မှာမချစ်မိသွားဘူးလို့မပြောနိုင်ဘူးလေဟုတ်တယ်မလား ဟဲအဲ့ဒီခါကျရင်လေအကူကရှက်နေမှာမဟုတ်ဘူးအကူကလူတယောက်ကိုချစ်မိတယ်အကူချစ်မိတဲ့သူကကောင်းလေးတယောက်ဖြစ်နေတယ်ဆိုတာလေးပဲအဲ့ဒါလေးကိုရိုးရိုးသားသားလက်ခံပြီးပဲအကူကနေလိုက်မှာဟာဗျာအကူကမိုက်လိုက်တာမမိုက်ပါဘူးလိမ့်မာပါတယ်ကွာဟာအဲ့ဒါပြောမဟုတ်ဘူးလေစတိုင်ကြရေးရေးနေတယ်အဲ့ဒါကိုမိုက်တယ်လို့ပြောတာကိုဟုတ်ပါပြီဟုတ်ပါပြီအဲဒါဆိုရင်အစောရောအခုလိုတတ်တိမရှိကြဘူးလားရှိကြတာပေါ့ကိုရာ လောကကြီးမှာလေကျွန်တော်လည်းအခုလိုအဲ့လိုရေးရေးဝုန်းဝုန်းနေထိုင်သွားခြင်းလားอืมဒါဆိုရင်စကားပုံတစ်ခုရှိတယ်ကိုပြောပြမယ်နော်တန်ငါနာနီတန်ငါမုတ်ဆိုးနာနီမုတ်ဆိုးတဲ့အဲ့တော့အခုလိုမျိုးတတိရှိခြင်းရင်ညီကအခုနာမှာနေရမယ်ဟာဗျာကိုကလည်းဘာကြီးလဲဒီပေါ့ကြီးနဲ့အခုကညီစိတ်ပြန်လန်းလောင်စလိုက်တာပါဟိုအခုရဲ့နာမှာညီကိုရှိစေခြင်းတာကတော့တကယ်မှန်တရားပဲညီကိုနော်ခုကညီတို့ကဖျားပေါ်မှာညီနော်ဩ ပို့ပြီးတော့တစ္ဆာဖြစ်တာပေါ့အစောရေပြီးတော့ဒီနေ့ကအကုတ်မွေးနေလေအဲ့တော့အကို့ကိုလက်ဆောင်အဖြစ်လေးတခုခုပေးပါလားလက်ဆောင်အမ်ဘာပေးရမှာလဲညို့လေဖျားဟုတ်တယ်ဆိုဟိုမွေးနေ့တိုင်းအကို့ဘေးနားမှာအမြဲရှိပြီးတော့အကို့ဘွားရဲ့ထာဝရလက်သွဲပေါ်လေးဖြစ်ပေးလို့ရမလားဟမ်လောက်ပါစောရေအင်းလို့ပြောလိုက်လေနော် ဟိုအခုမွေးနေ့မှာပျော်ရွှင်စရာအမှတ်တရလေးဖြစ်သွားအောင်နော်ဟာဘင်းလို့ပြောလိုက်ပါဟာဗျာမသိဘူးဗျာအာသိလိုက်ပါဆောရဲကိုမင်းကိုချစ်မိနေတာကြာပြီကွာနော်အရင်ချစ်တယ်ဆောအဟမ်ဟိုကကျွန်တော်လေးပေါ့လေဟိုကအခုနဲ့ဆုံပြီးကလေးကနေတိုင်းအခုပဲတွေ့ကျင်နေရအဲ့ဒါပြောလိုက်တာညီယာဟိုဒီလောက်ပဲညီဘက်ကပြောပေးပါအခုနားလေပါတယ်နော်ဟုတ်ဟိုကအခုလို့အကုန်နားလေပေးရအတွက်ကိုတကယ်ကျေးဇူးတင်ပါတယ် ဟာအစောမင်းဘလို့လို့ဖျားပေါ်ရောက်လာလဲငါတို့နောက်လိုက်လာလားဟာရပ်ပါအာမဟုတ်ပါဘူးငါဟိုဟာအကူနဲ့လာဟာညီလေးအကူရစုံမှုရယ်လေဟိုအကူကော်ဖီဆိုင်မှာဟိုအကူရဲ့ချစ်ရတဲ့သူလေးကိုအမြဲတမ်းစောင့်ရှောက်ပေးတဲ့ညီလေးရပ်သားကိုလေအကူကတကယ်ကျေးဇူးတင်ပါတယ်ကွာဘာအစော तू ဘာပြောနေရလဲအော်ဟုတ်တယ်ရပ်သားရဲ့ဟိုဟာအကူပြောနေတာအမှန်တွေပဲငါညနေအဆောင်ပြန်အောင်မသေးချာရှင်းပြမယ်လေ ဟိုမှာမင်းငွေချင်းတွေစောင့်နေတော်တော်မင်းမင်းသွားလိုက်တော့အေးပါကွာအော်ဆောရေမင်းပျော်နေရတယ်တွေ့ရတော့ငါပျော်ပါတယ်ကွာ तू ဟာမင်းတဲ့ right person ဖြစ်ပါစေလို့ငါဆုတောင်းပေးပါတယ်မင်းဘသူ့ပဲရွေးချယ်ပါစေကွာငါကတော့မင်းနားမှာတတ်တန်လုံးတငယ်ချင်းဖြစ်နေအမဲရှိနေပါပါကွာဒီဘွားမှာချစ်သူမဖြစ်ရရင်တော့ငါကမင်းတော့ပါပဲဆောရေ MI Radio ပြည်သက်တွေအခုနားဆင်ကြရတာကတော့ Zalan Grace ဇညုံမငိမ့်နဲ့လေတို့စ조사ရေးသားထားတဲ့ Right Person ဆိုတဲ့ Zalan လေးကိုနားဆင်ခဲ့ရဖြစ်ပါတယ်။ဒီအစီအစဉ်ကိုတော့မငိမ့်လေးမောင်မတက်ဆက်ပေးပြီးဇွဲစီသူဇေလင်းသက်ကိုပြေဖြိုးစရောကနေပြီးတော့ပါဝင်တူဆောင်ပေးကြတာဖြစ်ပါတယ်။အတန်ဖန်ပေးတဲ့သူကတော့ Audio Engineer သူရင်ဖြစ်ပြီးတော့အတန်တီးဖြတ်ခြင်းကိုတာဝန်ယူပေးထားတာကတော့ Audio Engineer ကိုပြေပဲဖြစ်ပါတယ်။ MI Radio ပရိသတ်များရဲ့ကလောင်စံကို Radio Drama နဲ့အတူပုံဖော်လိုက်ပါ Radio Drama brought to you by